တရုတ်နိုင်ငံကြီးကိုစွန့်ခွာဖို့ကြိုးစားလာတဲ့နိုင်ငံသားတွေတရုတ်လူမျိုးတွေဟာကိုယ့်နိုင်ငံအပေါ်မှာစိတ်ကုံနေကြပါတယ်တရုတ်နိုင်ငံဟာဒီနှစ်မှာသူ့ရဲ့တကြွယ်တထေးတပေါင်းငွေကြော်ကိုဆုံးရှုံးရဖို့ရှိနေပါတယ်ပြီးခဲ့တဲ့နှစ်ကလည်းတပေါင်းသုံးတောင်ကျော်ဆုံးရှုံးခဲ့ရပြီးဒါဟာတခြားဘယ်နိုင်ငံထက်မဆိုပိုများနေပါတယ်ချမ်းသာကြွယ်ဝတဲ့တရုတ်လူမျိုးတွေဟာတရုတ်ပြည်ကနေထွက်ပြေးနေကြပါတယ်လူငယ်တွေကလည်းထွက်ပြေးဖို့အိမ်မက်မက်နေကြပါတယ် ။အင်အားမရှိသူတွေကတော့ကွန်မြူနစ်ဝါဒရဲ့စိတ်ကြယောဂါတန်ကိုတိတ်တိတ်ဆိတ်ဆိတ်ခံစားနေကြရပါတယ်။စင်းရဲသားတွေခဏထားလိုက်ပါဦး။အချမ်းသာဆုံးသူတွေတောင်ငရဲကိုဖျက်ဆီးနေရပါတယ်။ကဲတရုတ်ဆိုးရကြောင်ဘသူတွေဒုက္ခရောက်နေလဲဆိုတာကျွန်တော်နဲ့အတူတစ်ချက်လောက်လိုက်ကြည့်ပြပါဦးခင်ဗျာ။ဂျက်မားနဲ့တရုတ်ဆိုးရကြပုတ်တိုင်မှုဂျက်မားကိုအများပြည်သူရှေ့မှာမတွေ့ရတာကြာနေပါပြီ။ အခုဆိုရင်လူအများကဂျက်မားပဲရောက်သွားပြီလေလို့မေးခွန်းထုတ်နေကြပါဗျ။အချိန်ဒီကအရန်ဆိုးရွားလုံးလို့ရှီကျင်းဖင်ဟာမေလ၄ရက်နေ့မှာပြည်သူလူထုကိုကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရပါဗျ။မိဂနိုင်ငံတော်ကြီးကအခုအချိန်မှာပြည်သူတွေကိုအလိုအဆုံးဖြစ်တယ်လို့ပြောပြီးနိုင်ငံရဲ့လူငယ်တွေကိုတရုတ်ပြည်မှာဆက်နေဖို့တိုက်တွန်းခဲ့တာပါ။ဒါပေမဲ့တရုတ်လူမျိုးတွေဟာနိုင်ငံကနေထွက်ခွာနေကြပါဗျ။ရှီကျင်းဖင်နဲ့သူ့ရဲ့လက်ပါစီတွေရဲ့လောက်ရက်တွေကြောင့်မှာ2020ပြည့်နှစ်အောက်တိုဘာလ ဘန်ထိပ်သည့်အစည်းအဝေးမှာဂျက်မားဟာတရုတ်ရဲ့ဘန်နာရေးစနစ်ကိုပြင်းပြင်းထန်ထန်ဝေဖန်တဲ့ရဲရဲဝံ့ဝံ့မိန့်ခွန်းတစ်ခုပြောကြားခဲ့ပါတယ်။အဲဒီစကားတွေကတရုတ်ကောင်းဆောင်တွေကိုပားရိုက်လိုက်တယ်လို့ထီသွားခဲ့ပါတယ်။သူတို့ကအဲဒီပြိသက်ထဲမှာရှိနေကြတာပါ။နောက်ဆက်တွဲဖြစ်လာတာကတော့ထိတ်လန့်စရာပါပဲ။တရုတ်အစိုးရကချက်ချင်းအရေးယူဆောင်ရွက်ခဲ့ပါတယ်။သူ့ရဲ့ကုမ္ပဏီတွေဟာကြီးမားတဲ့ပြစ်ဒဏ်တွေနဲ့ကြုံခဲ့ရပြီးသူဟာသူ့စည်းစိမ်ဥစ္စာရဲ့တဝက်ကျော်ကိုဆုံးရှုံးခဲ့ရပါတယ်။ သူ့ကုမ္ပဏီရဲ့သမိုင်းဝင် IPO ကို လုံးဝပိတ်ပစ်ခဲ့ပြီးကုမ္ပဏီတွေဟာတန်ဖိုး850ဘီလီယံဒေါ်လာဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့ဒါကမလုံလောက်သေးပါဘူး။အစိုးရရဲ့ဖိအားကြောင့် Jack Ma ဟာအများပြည်သူရှိကနေ9နှစ်တိတိပျောက်ကွယ်သွားခဲ့ပါတယ်။ဟုတ်ပါတယ်။တစ်နှစ်မဟုတ်နှစ်နှစ်မဟုတ်ပဲ9နှစ်တိတိကြာသွားခဲ့တာပါ။ဒါကြောင့် CCB ကိုဘာလို့လူတွေစိတ်ကုန်နေရတာလဲလို့မေးချင်စရာဖြစ်လာပါဗျ။ဒီနေရာမှာဖြစ်ရက်နှမျိုးရှိပါတယ်။ မီဒီယာတွေရဲ့စိတ်ဝင်စားမှုရှိတဲ့ဖြစ်ရပ်တွေနဲ့သတင်းယူမှုမရှိတဲ့ဖြစ်ရပ်တွေပါဒုတိယတစ်မျိုးကပိုပြီးကြောက်စရာပါဂျပန်ရဲ့ဇလန်းကပထမမျိုးစားထဲမှာပါပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ကဒုတိယဖြစ်ရပ်ကိုဖော်ထုတ်ပြသသွားမှာပါမီဒီယာတွေတောင်ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ CCP ရဲ့အပြင်းထန်ဆုံးလျှို့ဝှက်ချက်တွေကိုပေါ့ CCP ရဲ့လျှို့ဝှက်ချက်များ CCP ရဲ့လျှို့ဝှက်ချက်တွေကဘာတွေလဲ တရုတ်လူမျိုးတွေကဘာကြောင့်တရုတ်ပြည်ကနေအသေးအတန်ထွက်သွားနေကြတာလဲအခုဆိုရင် CCP မှာစင်ဆာတွေကဒီလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ဘဲပို့စ်ကိုမဆိုဖျက်ပစ်ဖို့စင်ဆာလုတ်ဖို့တရုတ်ပြည်မှာအချိန်ပိုအလုပ်လုပ်နေကြပါတယ် CCP ရဲ့ bot တွေဟာ YouTube မှာတရုတ်နဲ့ပတ်သက်တဲ့ဘဲဗီဒီယိုကိုမဆို algorithm ထဲမှာဖိနှိပ်ဖို့အတွက်အနည်းငယ် dislike လုပ်နေကြတာပါပဲကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းတရုတ်နိုင်ငံဟာအာနာရှင်အစိုးရဖြစ်ပြီး တမရရှိခြင်းဖြင့်အုပ်ချုပ်မှုအောင်မှာလူအများစုတို့ဘဝကပုံမှုခက်ခဲလာခဲ့ပါတယ်။တင်းကျပ်တဲ့အစိုးရမူဝါဒတွေလွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်အပေါ်နှိမ်နှင်းမှုတွေစီးပွားရေးလုပ်ငန်းတွေနဲ့မီဒီယာတွေအပေါ်တင်းကျပ်တဲ့ထိန်းချုပ်မှုတွေကနိုင်ငံသားတွေကိုထောင်ချောက်မိနေတယ်လို့ခံစားရစီပါတယ်။ဒီလိုနဲ့လူဦးရေတိုးလာတာကအထူးသဖြင့်အလေလက်တန်းစားနဲ့အထက်တန်းစားတွေဟာတရုတ်ပြည်ကနေထွက်ပြေးဖို့အသေးအံစူးစမ်းနေကြပါတယ်။နောက်ပြီး CCP ရဲ့ပြင်းထန်တဲ့ COVID-19 မူဝါဒတွေကပိုဆိုးစေခဲ့ပါတယ်။ ကြာရှည်ပိတ်ဆို့မှုတွေအလောက်ကင်ဆုံးရှုံးမှုတွေတင်းကျပ်တဲ့ကန့်သက်ချက်တွေစောင့်ကြည့်မှုတွေတိုးလာတာစင်တာဖြတ်တောက်မှုတွေနဲ့ခံမရခတ်တဲ့မူဝါဒအပြောင်းအလဲတွေကဘဝကိုမခံမရနိုင်ဖြစ်နိုင်အောင်ဖြစ်စေခဲ့ပါတယ်။အခြေအနေတွေကယူလောက်အောင်ဆိုးလာခဲ့ပါတယ်။မြို့ကြီးတွေကုန်းပိတ်ဆို့ခံရပါတယ်။လူတွေကိုတင်းကျပ် quarantine scan တွေစီခေါ်ဆောင်သွားခဲ့ပါတယ်။အံအားသင့်စရာကောင်းတာကတော့လူတွေဟာ CCP ကိုဝေဖန်လို့မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့ online ကဝေဖန်မှုတွေကိုချက်ချင်းဖြတ်ပစ်ခဲ့လို့ပါ။ ဒါပေမဲ့ဒါတော်မှရှင်သန်ခဲ့နိုင်ပါသေးတယ်။ဒါပေမဲ့လည်းနောက်ဆက်တွဲဖြစ်လာတာကအဆိုးဆုံးအရာတွေပါ။တရုတ်နိုင်ငံကဗန်လေးခုမကြသီးမီကပြက်စီးခဲ့ပါတယ်။ဝေးအနှံသူတွေဟာသူတို့ရဲ့တသက်တာစုတောင်းငွေတွေဆုံးရှုံးရမှာကိုစိုးရိမ်ခဲ့ကြပါတယ်။သူတို့ဆန္ဒပြခဲ့ကြပါတယ်။အဆိုးရကဘာလုပ်ခဲ့တယ်ထင်ပါသလဲ။စစ်တပ်တင်ကားတွေကို ထုတ်သုံးခဲ့တာပါပဲ။ကိုမျက်စိနဲ့ကိုမြင်ရတာကိုယုံဖို့ခက်မှန်းသိပေမဲ့ခုနကတင်မြင်ခဲ့ရတာကတကယ်ပါ။ 2022ခုနှစ်ဇူလိုင်လမှာ CCB ဟာသူတို့ရဲ့ဘဏ်တွေကိုကာဝယ်ဖို့အတွက်တင်ကားတွေကိုထုတ်သုံးခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။သူတို့ရဲ့ဘဏ်တွေကိုယုံကြည်ပြီးကြိုးကြိုးစားစားရှာဖွေထားတဲ့ငွေတွေကိုအနှံထားတဲ့ကိုယ်နိုင်ငံသားတွေအတွက်ထုတ်သုံးခဲ့တာပါ။တရုတ်ဘဏ်တွေပြက်စီးသွားပြီးငွေအနှံသူတွေကသူတို့ရဲ့တသက်တာစုသောင်းငွေတွေဆုံးရှုံးရမှာစိုးရိမ်ခဲ့ကြပါတယ်။ဒါကြောင့်တည်တာတဲ့တုံ့ပြန်မှုကတော့သူတို့ရဲ့ပတ်စံတွေကိုထုတ်ယူဖို့ပါပဲ။ဒါပေမဲ့ CCB ကတော့လူတွေကိုစိတ်အေးအောင်လုပ်ပေးပြီး သူတို့ရဲ့ယုံကြည်မှုကိုရယူရမယ့်အစားတင့်ကားတွေကိုထုတ်သုံးခဲ့ပါတယ်။ CCP ဟာနောက်ဆုံးတင့်ကားတွေကိုဘယ်တော့မှထုတ်သုံးခဲ့ပါဒလဲ။1989ခုနှစ်တီယန်မန်ရင်ပြင်လူသက်ပွဲတုန်းကပါပဲ။နိုင်ငံပြောင်းခုံလုံမှုကြိုးစားလာတဲ့တရုတ်တွေတရုတ်လူမျိုးတွေကတော့အခုချိန်မှာပျော်နေကြတယ်လို့မဆိုလိုပါဘူး။သူတို့တရုတ်ပြည်ကနေထွက်ခွာဖို့ဘာကြောင့်အသေးအံကြိုးစားနေကြရတာလဲ။ကက်ယောကမဖြစ်ခင်ကတည်းကအသေးအံဖြစ်နေကြတာ။ တခြားအကြောင်းအရာဒါစင်နဲ့ချီရှိပါသေးတယ်။ကုလသမဂ္ဂရဲ့အဆိုအရတရုတ်နိုင်ငံကနှစ်စဉ်ခူလောင်ခွင့်တောင်းခံသူဦးရေဟာ2012ခုနှစ်မှာ15362ဦးပဲရှိခဲ့ပါတယ်။ဒါပေမဲ့2020ပြည့်နှစ်မှာတသိန်းကျော်2022ခုနှစ်မှာတသိန်း2000ကျော်အထိရောက်ရှိခဲ့ပါတယ်။တကယ်တမ်းဆိုရင်ရှီကျင်းဖင်အုပ်ချုပ်မှုအတွင်းမှာတွင်နိုင်ငံပြောင်းခူလောင်ခွင့်လျှောက်ထားခဲ့တဲ့စုစုပေါင်းလူဦးရေဟာ6သိန်း1300ကျော်ရှိခဲ့ပါတယ်။ဒါဟာရှီကျင်းဖင်အစိုးရလက်ထက် ခိုလုံဝင့်တောင်းခံသူဦးရေ3890ရာခိုင်နှုန်းအထိအံ့ဩစရာကောင်းလောက်အောင်တိုးတက်လာတာကိုပြနေပါတယ်2020နောက်ပိုင်းမှာအရေးအတွက်တွေတိတိတသာတိုးလာခဲ့ပြီးမယ်ကတ်ယောဂါမဖြစ်ခင်ကတည်းကတည်ငြိမ်စွာမြင့်တက်နေခဲ့တာပါအမေရိကန်ပြည်ထောင်စုကတော့လူကြိုက်အများဆုံးနေရာဖြစ်လာခဲ့ပြီး2020ပြည့်နှစ်မှာတရုတ်ခိုလုံဝင့်တောင်းခံသူ80ရာခိုင်နှုန်းကအဲ့ဒီထဲမှာရှောက်ထားခဲ့ကြပါတယ်အများစုကခရီးသွားဗီဇာဒါမှမဟုတ်စီးပွားရေးဗီဇာနဲ့ရင်ဝင်ပြီးမှနိုင်ငံတွင်းဝင်ရောက်မှု ခိုလုံဝင့်လျှောက်ထားခဲ့ကြတာပါတရုတ်နိုင်ငံသားတွေအတွက်2014ခုနှစ်မှာ10နှစ်တန်းဗီဇာစတင်ခဲ့တာကအမေရိကန်ကိုဝင်ဖို့ပိုလွယ်ကူစေခဲ့ပြီးဥပဒေအရအခြေကုပ်ယူနိုင်စေခဲ့ပါတယ် UNHCR ရဲ့အဆိုအရ2024ခုနှစ်မှာတရုတ်နိုင်ငံသား38,600ခန့်ခိုလုံခွင့်တောင်းခံကြမယ်လို့ခန့်မှန်းရပါတယ်ဒီတိုးတက်မှုက COVID-19 ကပ်ရောဂါမဖြစ်ခင်2019ခုနှစ်နဲ့နှိုင်းယှဉ်169ရာခိုင်နှုန်းအထိတိတိတသာတိုးတက်လာတာကိုပြသနေပါတယ် ဩစတြေးလျတနိုင်ငံတွေကပဲပြီးခဲ့တဲ့နှစ်ကခိုလုံခွင့်တောင်းခံသူတပေါင်းွဲကျော်ကိုလက်ခံခဲ့ပါတယ်။ကနေဒါ၊ဘရာဇီး၊တောင်ကိုရီးယားနဲ့ UK လိုနိုင်ငံတွေမှာလည်းရှောက်လွှာတွေတိတိတသာတိုးတက်လာတာကိုတွေ့ရပါတယ်။အန်ဩစရာကောင်းတာကတော့တာမန်တရုတ်လူမျိုးတွေတာမကတရုတ်နိုင်ငံရဲ့နာမည်ကြီးလူပုဂ္ဂိုလ်တချို့တောင်တရုတ်ပြည်ပြင်ပမှာခိုလုံခွင့်တောင်းခံနေကြပါတယ်။ဥမာအားဖြင့်မျက်မမြင်မျက်မမြင်လူအခွင့်အရေးလှုပ်ရှားသူချန်ကွန်ချန်းဟာအိမ်ကျေကျုပ်ကနေရေရေဝဲဝဲထွက်ပြေးခဲ့ပြီး ပေကျင်းမြို့ကအမေရိကန်တန်ယုံမှာခိုလုံခဲ့ပါတယ်။နောက်ဆုံးမှာတော့အမေရိကန်ကိုတွားရောက်ဖို့လမ်းပွင့်ခဲ့ပါတယ်။တရုတ်ပိုင်းတရုတ်ကောင်းဆောင်ပိုင်းကိုဝေဖန်မှုကြောင့်နာမည်ကြီးတဲ့စာရေးဆရာယူဂျိုင်းဟာ2012ခုနှစ်မှာအမေရိကန်ကိုထွက်မပြေးခင် အခက်ခဲတွေထိမ့်သိမ်းခံရတာတွေနဲ့ရိုက်နှက်ခံရတာတွေကိုခံစားခဲ့ရပါတယ်။ဆယ်စုနှစ်များစွာစောပိုင်းကတော့1989ခုနှစ် TNM ရင်းပြင်ဆန္ဒပြပွဲမှာအဓိကနေရာကပါဝင်ခဲ့တဲ့ဖန်လီစီဟာ နိုင်ငံရေးမငြိမ်သက်မှုတွေကြားပိတ်မိနေခဲ့ပြီးတရုတ်ပြည်ကနေလုံခြုံသွားထွက်ခွာဝင်မရခင်တနှစ်လုံးလုံးအမေရိကန်တန်ယုံထဲမှာနေထိုင်ခဲ့ရပါတယ်ဘဝလုံခြုံမှုအတွက်ပြောင်းရွှေ့ခိုလုံခြင်းဒီအကြောင်းကိုပြောရမယ်ဆိုရင်နာမည်အကြီးဆုံးဥပမာတွေရဲ့ကတစ်ခုကတော့ဟောင်ကောင်ပါပဲဟောင်ကောင်ဟာတရုတ်ရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုရဲ့အကျိုးဆက်တွေကိုရင်ဆိုင်နေရတာပါ2019ခုနှစ်အကြီးစားဒီမိုကရေစီလိုလာတဲ့ဆန္ဒပြပွဲတွေပြီးမှအစိုးရကလှုပ်ရှားသူတွေတည်င်းသမားတွေနဲ့တာမန်နိုင်ငံသားတွေကိုနှိမ်နင်းခဲ့ပါတယ် ဟောင်ကောင်ဒေသခံအများပြားဟာအမေရိကန် UK ကနေဒါနဲ့ဩစတြေးလျလိုနိုင်ငံတွေကိုပြောင်းရွှေ့ဖို့အသေးအံစူးစမ်းနေကြပါတယ်။ပြီးတော့သူတို့တွေကအတော်များများကခိုလွန်ခွင့်တောင်းခံသူတွေဖြစ်ကြပါတယ်။ဒါပေမဲ့သူတို့တွေကလက်တဆုပ်စာလောက်ပဲကွန်မြူနီငရဲကနေလွတ်မြောက်ဖို့ကန့်ကောက်ကြပါတယ်။သူတို့အများစုကတော့အမြဲတမ်းလိုလိုဆက်လက်ခံစားနေကြရပါတယ်။သူတို့မှရှိတာကမျှော်လင့်ချက်တစ်ခုတည်းပါ။တနေ့နေ့တော့ထွက်သွားနိုင်မယ့်မျှော်လင့်ချက်ပါ။ ဒါဆိုဘာလို့ခိုလုံဝင့်တောင်းခံသူတွေဒီလောက်အများကြီးဆင်းရဲဒုက္ခခံလာရတာလဲဘာလို့လဲဆိုတော့ထွက်ပြေးရတာမလွယ်လို့ပါနိုင်ငံများပြားမှာတင်းကျပ်တဲ့ခိုလုံဝင့်မူဝါဒတွေရှိပြီးတရုတ်ခိုလုံဝင့်တောင်းခံသူတွေဟာတပ်တွေပြဖို့စံနှုန်းမြင်မာတာစီမံဆောင်ရွက်ချိန်ကြာမြင့်တာနဲ့လက်ခံမှုနှုန်းနှဲပါတာတွေလိုအခက်အခဲတွေကိုမကြာခဏရင်ဆိုင်ရပါတယ်။ဒါကြောင့်သူတို့အတွက်ခိုလုံဝင့်ရဖို့အလွန်ခက်ခဲစေပါတယ်။ဥပမာအဖြစ်အမေရိကန်မှာတရုတ်ခိုလုံဝင့်လျှောက်လာပြီးတိတိတသာတိုးလာတာကိုတွေ့ရပါတယ်။ ဒါပေမဲ့တင်းကျက်တဲ့စီစဉ်မှုတွေကြောင့်ခွင့်ပြုမှုနှုန်းကအလွန်နှေးပါတယ်။သူတို့အားလုံးဘာလို့တရုတ်ပြည်ကနေအသေးအံထွက်ခွာခြင်းနေကြတာလဲ။အားလုံးမှာကြောက်စရာကောင်းတဲ့ဇလန်းမျိုးစုံရှိနေပါတယ်။အဲ့ဒီထဲကတစ်ခုကတော့ဂိုကောင်ချန်းရဲ့ဇလန်းပါပဲ။ကိုဟာတာမန်လုံသားတယောက်မဟုတ်ပါဘူး။ဘီလီယံနာတယောက်ဖြစ်ပြီးတရုတ်ရဲ့ Warren Buffett လို့လည်းလူသိများတယ်လို့ကျွန်တော်ပြောပြတဲ့အခါအံ့ဩမသွားပါနဲ့2015ခုနှစ်မှာသူဟာအများပြည်သူရှေ့ကနေပျောက်ကွယ်သွားခဲ့ပြီး ကြဲကြဲပြန့်ပြန့်ထင်ကြီးပေးမှုတွေကိုဖြစ်စေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကိုကိုအတိအကတိလိုက်စားမှုတိုက်ဖြတ်ရေးရဲတွေကစုံစမ်းစစ်ဆေးမှုတစ်ခုအတွက်ထိမ့်သိမ်းခဲ့တာတွေ့ရှိခဲ့ရပါတယ်။အန်ဝစီကကောင်းတာကတော့ဒီစုံစမ်းစစ်ဆေးမှုအတွက်တခြားဘာအချက်လက်မှမသိရပါဘူး။ကိုဟာရက်အနေငယ်ကြာကုမ္ပဏီအစည်းအဝေးတစ်ခုမှာပြန်ပေါ်လာတဲ့အခါဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးတိတ်ဆိတ်နေခဲ့ပါတယ်။ဒီနေ့ထိသူ့ရဲ့ပျောက်ဆုံးမှုကအကတိလိုက်စားမှုတိုက်ဖြတ်ရေးနဲ့တကယ်ပဲပတ်သက်တာလားဆိုတာကျွန်တော်တို့မသိသေးပါဘူး။ ။ဘာလို့လဲဆိုတော့အဲ့ဒီလိုဆိုရင်ဘာလို့အားလုံးကိုလှည့်ဝတ်ထားရတာလဲ။တရုတ်စီးပွားရေးသမားတယောက်အစိုးရကိုဝေဖန်တာကြောင့်ပြဿနာကြုံရတာဒါပထမဆုံးအချိန်မဟုတ်ပါဘူး။ရှီကျင်းဖြင့်2013ခုနှစ်မှာတမရဖြစ်လာကြတဲ့ကချမ်းသာတဲ့စွန်ဦးတီထွင်သူအများပြားဟာပျောက်ကွယ်သွားတာဒါမှမဟုတ်အပြစ်ပေးခံရတာတွေရှိခဲ့ပါတယ်။တရုတ်ရဲ့အုံနောက်ယူစီးမှုတရုတ်လူမျိုးတွေရွှေပြောင်းရခြင်းရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့မဖြစ်မနေစစ်မှုထမ်းရတာပါပဲ။ တရုတ်မှာမဖြစ်မနေစစ်မှုထမ်းခြင်းနဲ့စန္ဒလျောက်စစ်မှုထမ်းခြင်းနှစ်မျိုးစလုံးရှိပြီး2022ခုနှစ်မှာစန္ဒလျောက်စစ်မှုထမ်းခြင်းကအဓိကစစ်သားစုတောင်းရင်နီလန်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံသားအလုံးဟာခေါ်ဆိုခံရရင်စစ်မှုထမ်းဖို့လိုအပ်နေသေးပြီးအထက်တန်းကျောင်းတွေနဲ့တက္ကသိုလ်တွေမှာစစ်ရေးလေ့ကျင့်မှုမဖြစ်မနေလုပ်ရပါတယ်။ဒါအပြင်ထိုင်ဝမ်နဲ့ပတ်သက်ပြီးစစ်ပွဲဖြစ်နိုင်ခြေတိုးလာနေပြီးတရုတ်လူငယ်များပြားဟာပြစ်ပခါဖြစ်လာရင်စစ်ပွဲတွေအတင်းကျပ်ပအောင်ရမှာကိုကြောက်ရွံ့နေကြပါတယ်။ ဒါကြောင့်အားလုံးဟာ CCP ရဲ့မျက်နှာသာပေးမှုကိုခံယူရပါမယ်။မဟုတ်ရင်တော့အကျိုးဆက်တွေကိုရင်ဆိုင်ရပါလိမ့်မယ်။မြင်တဲ့အတိုင်းပဲတရုတ်အစိုးရဟာအွန်လိုင်းကြောင်းရာတွေကိုထိန်းချုပ်မှုတွေတင်းကျပ်ထားပြီးနိုင်ငံတကာသတင်းတွေနဲ့လူမှုမီဒီယာတွေကိုကြိရှိခွင့်ကန့်သတ်ထားပါတယ်။ Golden Sheep Project ကနိုင်ငံတော်ကိုအွန်လိုင်းဆွေးနွေးမှုတွေစောင့်ကြည့်ပြီးစင်စာဖြတ်တောက်ခွင့်ပေးထားပါတယ်။အစိုးရကိုဝေဖန်တာကပြင်းထန်တဲ့အကျိုးဆက်တွေရှိနိုင်ပါတယ်။ဘာလို့လဲဆိုတော့အာဏာပိုင်တွေက လူတွေရဲ့အပြုမူကိုစောင့်ကြည့်တဲ့အငင်းပွားဝယ်ရာလူမှုရေး credit စနစ်ကိုဆက်လက်အကောင့်ထဲပုံနေလို့ပါအမှတ်နည်းသူတွေဟာခရီးသွားလာခွင့်ပိတ်ပင်ခံရတာနဲ့တခြားကန့်သတ်ချက်တွေနဲ့ကြုံတွေ့ရနိုင်ပါတယ်ဒါဆိုဒီအုံနောက်ယူစီမှုကတရုတ်အတွက်ဘာကိုဆိုလိုတာလဲ1980ပြည့်လွန်နှစ်တွေနဲ့1990ပြည့်လွန်နှစ်တွေတုန်းကတရုတ်ဟာဆင်းရဲပြီးသူ့ရဲ့အကောင့်သုံးနဲ့အထက်တန်းကျောင်းသားအများပြားဟာပညာသင်ဖို့နိုင်ငံခြားကိုသွားခဲ့ကြပါတယ် ပြီးတော့သူတို့ဘယ်တော့မှပြန်မလာခဲ့ကြပါဘူးကုလသမဂ္ဂရဲ့မှတ်တမ်းတွေအရ1992ခုနှစ်မှာတရုတ်ပြည်ကနေလူ83000ကျော်ထွက်ခွာသွားခဲ့ပြီးအမြင့်ဆုံးရွှေ့ပြောင်းမှုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်ဟာစီးပွားရေးနဲ့နည်းပညာရဲ့အင်အားကြီးနိုင်ငံဖြစ်တိုးတက်လာတဲ့အခါအခြေအတွက်ကစပြီးကျဆင်းလာခဲ့ပါတယ်။2012ခုနှစ်မှာတော့အသက်တင်ရွှေ့ပြောင်းဝင်ရောက်မှုဟာလူ3500000အထိကျဆင်းသွားခဲ့ပါတယ်။အရင်နှစ်တွေထက်အများကြီးကျဆင်းသွားတာပါ။ တရုတ်ဆိုရကသူ့ရဲ့ရေချင်းရှိတဲ့လူတွေကိုနေရက်ပြန်ဖို့တကယ်ကိုအားပေးခဲ့ပြီးသိပ္ပံပညာရှင်တွေနဲ့ကျွမ်းကျင်ပညာရှင်တွေကိုမတ်လုံးတွေပေးခဲ့ပါတယ်။ဒီနီးပြူဟာကအလုတ်ဖြစ်ခဲ့ပါတယ်။၂016ခုနှစ်မှာနိုင်ငံခြားမှာပညာသင်ခဲ့တဲ့တရုတ်ကျောင်းသား80ရာခိုင်နှုန်းကျော်ဟာတရုတ်ပြည်ကိုပြန်လာခဲ့ကြပါတယ်။ဆယ်စုနှစ်နှစ်ခုအစောပိုင်းက25ရာခိုင်နှုန်းပဲရှိခဲ့တာနဲ့နှိုင်းယှဉ်ရင်ပေါ့။ဒါပေမဲ့အခုတော့အဲ့ဒီလမ်းကြောင်းကတဖန်ပြောင်းပြန်ပြန်ဖြစ်သွားပါပြီ။ 2022ခုနှစ်မှာတင်းကျပ်တဲ့ passport နဲ့ခရီးသွားလာခွင့်ကန့်သတ်ချက်တွေရှိနေပေမဲ့လူ3သိန်းတပေါင်းကျော်တရုတ်ပြည်ကနေရွှေ့ပြောင်းသွားခဲ့ပါတယ်။ပြီးတော့2023ခုနှစ်မှာကိုလာအတွင်းမှာရင်အရေးအတွက်ကပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးနဲ့အတူတူပဲဖြစ်နေပါပြီ။ဒါကအရေးချင်းရှိတဲ့ပုံကူတွေပုံများလာပြီးထွက်ခွာဖို့နီးလန်းရှာနေကြတယ်ဆိုတဲ့အထိပ်ပဲပါပဲ။တစ်ချိန်တည်းမှာပဲနီးပညာရှင်အများပြားဟာကနေဒါနဲ့ဥရောပနိုင်ငံတွေကိုရွေးချယ်နေကြပါတယ်။ဘာလို့လဲဆိုတော့ဒီနိုင်ငံတွေက ပုံမကောင်းမွန်တဲ့အလုပ်ဘဝဟန်ချက်ညီမှုနဲ့ပိုအားကောင်းတဲ့လူမှုဖူလုံရေးအကျိုးခံစား권တွေကိုပေးတာကြောင့်တည်ငြိမ်ပြီးလုံခြုံတဲ့ဘဝကိုရှာဖွေနေသူတွေအတွက်ပုံမဆွဲဆောင်မှုရှိစေလိုပါပဲဒီအုံနောက်ယူစီးမှုကတနည်းအားဖြင့်အရေးချင်းရှိတဲ့လူတွေတခြားနိုင်ငံတွေကိုဆုံးရှုံးမှုကတရုတ်အတွက်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်အရင်တုန်းကတရုတ်ဟာသူ့ရဲ့စီးပွားရေးတိုးတက်မှုနဲ့ဤပညာတိုးတက်မှုတွေကိုတွန်းအားပေးဖို့သူ့ရဲ့ smart အဖြစ်ဆုံးအုံနောက်တွေကိုမိခိုခဲ့ပါတယ် ဒါပေမဲ့သူတို့တွေကအများကြီးထွက်ခွာသွားရင်တရုတ်ကကမ္ဘာနီးပညာခေါင်းဆောင်ဖြစ်သူ့ရဲ့ရည်တည်မှုကိုထိမ့်သိမ့်ဖို့ရုန်းကန်ရနိုင်ပါတယ်။အခုလောလောဆယ်မှာတခုကရှင်းပါတယ်။တရုတ်ပညာရှင်တွေចောင်းသားတွေနဲ့အလုတ်သမားတွေပုံများလာတာဟာသူတို့ရဲ့မိခင်နိုင်ငံပြင်ပကအနာဂတ်ကိုရှာဖွေနေကြတာပါ။တရုတ်ကသူတို့ကိုနိုင်ငံတွေကိုအောင်မြင်စွာပြန်ဆွဲဆောင်နိုင်မလား။ဒါမှမဟုတ်မဆွဲဆောင်နိုင်ဘူးလားဆိုတာအချိန်ကသာပြောပြပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။